လာရှုမြို့တွေကိုပြန်ဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဝန်ထမ်းတွေကိုဝါတက်နဲ့ကိုကန့်တက်တွေပူတွဲပြီးတော့ရှေ့ပြင်းလူမျိုးရင်းယူပေးနေတယ်လို့သိရပါတယ်။လာရှုမြို့ပတ်ပတ်လည်ဖြစ်တဲ့မိုင်းရယ်ဟိုရနောင်မွန်လန်းတွေကိုယာယီပိတ်ထားခဲ့ပြီးတော့တချို့မှာပြန်ဖွင့်နေတယ်လို့လည်းသိရပါတယ်။ယခုဧပြီလ20ဝန်းကျင်မှာစစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေဟာလာရှုမြို့တွေကိုပြန်ဝင်လာမယ်လို့သတင်းတွေထုတ်ပေါ်ခဲ့ပြီးနောက်ပိုင်းကိုကန့်တက်နဲ့ဝါတက်တွေပူတွဲပြီးရှေ့ပြင်းလူမျိုးရင်းယူပေးနေတာလည်းဖြစ်ပါတယ်။ဒါပြင်ကိုကန်တက် MMD အနေနဲ့ကလာရှုံမြို့ပြင်နေဖြစ်တဲ့မေဟန် AD တရာ ဟိုပိတ်နေမိုင်းရယ်ဟိုရနောက်ပေါင်လေးဘက်မှာပုံမှန်တိုင်းစကန်ထိုင်မှာဖြစ်ပြီးတော့မြို့ပြင်ကနေဆုတ်ခွာသွားဖို့တော့မရှိဘူးလို့ဒေသခံတူကတော့ပြောဆိုထားပါတယ်လက်ရှိမှာတော့ April 18နေ့မနေ့ပိုင်းကစပြီးတော့လာစုတီဘောလန်နဲ့ပပလက်ဂိတ်တွေဖြစ်တဲ့မိုင်းရယ်ဟိုရနောင်မွန်လန်တွေကိုယာယီပိတ်ထားခဲ့ပြီးတော့တချို့မှာပြန်လည်ဖွင့်နေပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်လာရှုပ်ကို MMDA ကထိ ंछ ုပ်ထားပြီးမဲ့မူဆယ်ကိုတော့စစ်ကောင်စီကထိ ंछ ုပ်ထားစေဖြစ်တယ်လို့နေဆက်ကုံတွေကတော့ပြောပါတယ်အရှိမျောက်တိုင်းစစ်ထဏာချုပ်ရမခအပါဝင် ဘာစုမြို့ကို MMD ပူပေါင်းတက်က2024ခုနှစ်ဩဂတ်လမှာတိုက်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီးတော့အထူးဒေတာတစ်အဖြစ်ခဲသွင်းသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။တရုတ် PR ကြောင့် MMD ကလာစုကိုစစ်ကောင်စီကိုပြန်ပေးလိုက်တာလည်းဖြစ်ပါတယ်။ MMD ဟာဧပြီလ27ရက်နေ့မှာဘာစုမြို့ကဆုတ်ခွာမှာဖြစ်ပြီးတော့အလုံးစုံထုတ်ခွာမှာမဟုတ်ဘဲ၎င်းတို့တက်တဲ့ကြန့်ရှိနေဦးမယ်လို့လည်း MMD ဘက်ကတော့အသိပေးထားပါတယ်ခင်ဗျာ။အပရလ7ရက်ကမကွေးအချင်းထောင်ရှိမှာလိုကယ်ပီရီအဖွဲ့ရင်းနဲ့စစ်ကောက်စီလက်အောက်ခံခံတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး အရင်က6နိုင်ဝင်းကြီးချိန်မှာလည်းအချင်းအောင်လေးအချင်းဦးစီးဝန်ထမ်းတွေနဲ့အချင်းသားတွေကြားတင်းမောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်တွေအချင်းဦးစီးဝန်ထမ်းတွေရဲ့ထောင်ပိုးရနဲ့ကင်းမြော်စင်ကတနက်ပစ်ခတ်မှုတွေကြောင့်ထောင်တွင်းဒီမှာမှနေထိုင်နေတဲ့နိုင်ငံရေးအချင်းသား social အပေါ်ဝင်နိုင်ချင်းတို့အနည်းဆုံးတစ်ဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားမျိုးကိုရဲ့ PPN ကတော့ဒီကနေ့မှာထုတ်ပြန်တည်ပြထားပါတယ်။နိုင်ငံရေးအချင်းသားနဲ့အချင်းသားများစွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ငါးဦးထက်မနည်းဆေးဝါးကုသမှုခံယူနေရတယ်လို့လည်းပြောဆိုထားပါတယ်။ထောင်ဝင်လမ်းကျွဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ မင်္ဂလာမင်္ဂလာကြောင့်ပိတ်မိတည်ဆုံးသူတွေကိုတခုကိုနင်းနာကြီးသိန်း60ပေးမယ်လို့ဂရယဟိုတယ်ဘက်ကပြောပေမဲ့အစားအုပ်အောက်မှာပိတ်မိပြီးတည်သွားသူတွေရဲ့ရုပ်လောင်းတွေကိုပြန်ရှာခွင့်မပေးတယ်လို့သူတို့နဲ့ပါသွားတဲ့ဖိုးလံပစ္စည်းကိုလည်းဟိုတယ်ဘက်ကပြန်ပေးတာမရှိဘူးလို့သိရပါရယ်ဂရယဟိုတယ်ဟာမတ်လ28ကလွတ်ခတ်သွားခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပြိုကျသွားခဲ့ပြီးတော့အထဲမှာပိတ်မိနေသူ60ဝန်းကျင်ရှိတယ်လို့သိရပါရယ်ဟိုတယ်ပိုင်ရှင်တွေနဲ့ရှာဖွေကယ်ဆယ်ရေးတွေကိုလုံးဝပေးမွင့်မယ်ငလင်းလုပ်ပြီးနေရာအကြမ်းရှာဖွေမှုရပ်ဆိုင်ခဲ့တာလည်းဖြစ်ပါရယ်တရားကို360နင့်နာကြီးပေးမယ်ပြောတယ် ညူရတဲ့သူတွေရှိတယ်အဲ့ဒီမှာခင်မုန်းတဲ့တမင်နှူးဆုံချုံသွားသူကမယူဘူးဟိုတယ်ဘက်ကခက်ခက်ရတောင်းမှမီစာပေးဖို့ပြောတာတောင်းမလို့ဘူးလေတချို့ကကယ်ဆယ်ရေးနောက်ကျလို့တည်ကြရတာပါစာပွေးကယ်ဆယ်ရေးသမားတွေကလည်းပေးမှုမူမိနာကြီးကိုမယူတဲ့သူကများတယ်လို့ဒေသခံတူကတော့ညူတိမြန်မာသတင်းဌာနကပြောဆိုထားပါတယ် Grey World Hotel ပြောကြားမှုမှာခင်မုန်းတဲ့တမင်တွေဆုံဆုံခဲ့ရတဲ့မန်နီနီချီဆိုသူကတော့ကလန်နဲ့နင်နာကြီးကိုယူမှာမဟုတ်ကြောင်းနဲ့ Grey World Hotel ပြောကြားမှုဖြစ်စဉ်တွင်ခင်မုန်းတဲ့တမင်တွေရဲ့ရုပ်ရောင်းတွေရရှိဖို့အခက်အခဲတွေကြာကရောက်ယူခဲ့ရတယ်လို့ခင်မုန်းတဲ့တမင်တွေရဲ့နိုင်ရေးလှုပ်ဆောင်ခြင်း ခေါ်တယ်မှာကြံရင်ခဲ့တဲ့တေဆုံးမှုခင်မှုပြုသူရဲ့ legacy 8ကိုတွားပြန်ယူစဉ် legacy 8ထဲအတွင်းမှာသိသိထားခဲ့တဲ့လက်ဆောင်ပေးမဲ့ကြောက်စိမ့်ပစ္စည်းအနှဲငယ်နဲ့တပ်ဘိုးကြီးပစ္စည်းကြောက်စိမ့်တို့နဲ့လက်ဆောင်ပေးမဲ့ကြောက်စိမ့်ပစ္စည်းအနှဲငယ်နဲ့ဝက်စားတချို့ကိုသာပြန်လည်ရရှိခဲ့ပြီးတော့တပ်ဘိုးကြီးကြောက်စိမ့်ကိုပြန်မရခဲ့ကြအောင်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာအတိပေးရေးသားထားပါတယ်။ Grey Hotel ဟာကြားပြန်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်ကယ်ဆယ်ရေးတွေကိုပေးမြုံခဲ့တာဖြစ်တယ်လို့လည်းဒေသခံတွေကတော့ပြောဆိုနေပါတယ်။မတ်လ28ရက်နေ့ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးကြရမှာမန္တလေးမြို့ Grey Hotel လည်းပါဝင်ခဲ့တဲ့အတွက် မတ်လ28ရက်နေ့ကနေဧပြီလ12ရက်ထိကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာအသက်ရှင်လျက်ကယ်ဆယ်နိုင်သူ9ဦးနဲ့ကွယ်လွန်သူ16ဦးရှိခဲ့တယ်လို့လည်းဟိုတယ်ဘက်ကတော့သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာဒီနေ့မြန်မာရဲ့ညနေခင်းသတင်းအစီအစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာပြီလို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ